င်္ဂလာပါ ီနေ့ဗီဒီယိုမှာတော့ဒီ Western Astrology နဲ့ပတ်သက်ပြီးတော့ဗောနောဒီအခြေခံအနေစပြီးတော့လေ့လာခြင်းတဲ့သူတွေအတွက်အာဘယ်ရနေစပြီးတော့ဗောနောလေ့လာလို့ရမလဲဗောနောအာအဓိကအဖြစ်ဘလို့အချက်တွေကိုဗောနောအာတိတိထားတင်တယ်လဲဆိုတာကိုလက်တွေ့ကြကြစတင်လို့ရအောင်ဝင်ပြပေးတော့ပါမယ်အာဒီဗီဒီယိုမှာတော့ဒီကျမအနေနဲ့ဗောနောစဉ်းစားလို့ရသမျှဒီအယိုးရှင်းဆုံးဗောနောအလွယ်ဆုံးဒီစတင်လို့ရမယ်အာဒီ starting point ပေါ့နော်အခြေခံကိုဦးစားပေးထားတဲ့အတွက်ကြောင့်မို့လို့အလုံးစုံတော့ပြည့်စုံနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဒီဘ ဘယ်ကနေစရမလဲမသိရသူတွေအတွက်တော့ပေါ့နော်အာအတော့ဝင်မယ်လို့ထင်ပါတယ်ဒီ western astrology နဲ့ပတ်သက်တဲ့ဒီပေါ့နော် history ဘိုင်းတွေကတော့ကျွန်မအရင် video တွေထဲမှာပေါ့နော်တင်ထားပေးဖို့တဲ့အတွက်ကြောင့်မလို့ပြန်ကြည့်ချင်တယ်ဆိုရင်တော့အာဒီ description box မှာပေါ့နော် link ချပေးထားပါတယ်အဲ့ဒီကနေပြောကြည့်လို့ရပါတယ်ဆိုတော့ပထမဆုံးဒီ astrology ကိုစပြောလေ့လာမယ်ဆိုရင်ဒီ astrology မှာသုံးနေပေါ့နော်အာသင်္ကေတတွေအာ symbols တို့မဟုတ်ဒီ glyph လို့လည်းခေါ်ပါပေါ့နော်အဲ့ဒါတွေကိုအရင်ဆုံးသိထားဖို့လိုအပ်ပါတယ် ဆိုတော့ဒီအခြေခံအဖြစ်ကတော့ဒီဆက်စချင်းမှာဆိုရင်ပေါ့နော်ဒီရာဒီကွေနေရဲ့ဇော်ရက်ဆိုင်ပေါ့နော်သူတို့ရဲ့တင်ဂီတာပုံစံနေပြီးတော့ဒီ planets ပေါ့နော်ဂျိုရီနဲ့ပြီးတော့ဒီ houses တွေအကြောင်းကိုစပြီးတော့သိထားသင်ပါတယ်ဒီဇော်ရက်ဆိုင်ကတော့သူက12ခုရှိရယ် အာဒီ science နှစ်ခုရှိရပါတော့။ဒါသူ့ရဲ့ဒီသင်္ကေတတွေကိုမှတ်ထားဖို့လိုပဲ။အာ non core planets ကကြတော့10ခုရှိရပါတော့။ jewel ကတော့10လုံးရှိရ။အာ houses ကကြတော့12ခုရှိရပေါ့။အာ houses ကတော့သူက symbol ဆိုတာမရှိဘူး။သူတနည်းတော့လေး5 6ခု10ပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့ပဲတွားရဲ။ so ဖြစ်နိုင်နေဆိုရင်အာဒီသင်္ကေတတွေကိုဒီစာရွက်အလုပ်နဲ့ပေါ့နော်။အာခြိုက်ကြည့်ပါ။အာခြိုက်ပြီးလေ့ကျင့်ကြည့်ပေါ့နော်။ so ဒီလိုမျိုးပေါ့နော်။ ခုထပ်ပြီးရောဒီကိုယ့်ရဲ့ birth check ကိုပေါ့နော်ဒီ free online website တရားနေပြီးရောရယူပါမယ်အဲ့ဒီမှာအလွယ်တကူကြည့်လို့ရတယ်ဒီလိုပုံစံတွေကိုမကြည့်ပါဘူးနော်အဲ့ဒါဆိုရင်ကိုကနောက်ပိုင်းမှာဆိုရင်နောက်ပိုင်းလေ့လာတဲ့အခါမှာပေါ့နော်ဒီလိုအဝိုင်းပုံစံကိုမကြည့်တတ်ဖ ೇನೆ ဖြစ်တတ်ပါတယ်ကိုက seriously လေ့လာခြင်းနဲ့ဆိုရင်တော့ဒီအပေါ်ကပေါ့နော်အာဒီ symbol တွေနဲ့ကိုကတိုက်ကြည့်နိုင်အောင်လို့လုပ်ရမှာဖြစ်ပါတယ်ဒီ birth check ကိုပေါ့နော်ဒီ internet ကနေယူရဲအဲဒီမှာပုံမှန်အသုံးပြုနေကြ site ပေါ့နော်ဆိုတော့အမျိုးမျိုးရရှိပါတယ်ဒါမဲ့ဒီ ပုံမှန်ကတော့ဒီ astro.com နဲ့ဒီ astro seek ပေါ့နော်အဲ့ဒါကိုသုံးကြရမြဲဒါပေမဲ့ astro.com ကကြာတော့သူကလေနည်းနည်းလေးရှုပ်တယ်ဒီဟာကတော့ပို့ပြီးလွယ်ပေါ့နော်ဆိုတော့ဒီ astro အာ astro seek လို့ရိုက်ရိုက်ထည့်လိုက်ပေါ့နော် Google မှာအဲ့ဆိုရင်ဒီအပေါ်ဆုံးမှာရှိပါတယ်ဆိုတော့အဲ့ထဲဝင်လိုက်ပါဝင်လိုက်ပြီဆိုရင်သူကဒီထိတ်ဆုံးမှာပေါ့နော်ဒီ free horoscope ရဲ့အောက်မှာဒီထမဆုံးဟာကိုရွှေ့လိုက်ပေါ့နော် ဒီလိုဆိုအောက်နည်းနည်းဆင်းတဲ့အခါမှာဆင်းလိုက်ရင်တัวဒီမှာကိုယ့်ရဲ့ information ကို ဖြည့်ရမယ့်နေရာရောက်လာလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကိုယ့်ရဲ့ information ကိုဒီမှာဖြည့်ပါအဲ့တော့ဒီမှာအာပထမဆုံးဒီဘက်မှာဆိုရင်ဒါမွေးနေ့ဖြည့်နေရပါတော့။အာပြီးရင်ဒီဘက်မှာမွေးရဲ့အချိန်ဖြည့်ပါ။အာဒီမိနစ်အထိဖြည့်ပေးဖို့လိုရပါတော့။ဒီ city မှာကြာတော့လေသူကတစ်ခုခုပေါ့ဥမာကိုကရန်ကုန်လို့ရိုက်ထည့်လိုက်တယ်ဆိုရင်ခဏဆောင်ပါတော့။ခဏဆောင်ရင်သူအောက်မှာပေါ်လာလိမ့်မယ်။အဲ့ဒါကိုကိုကရွေးလိုက်အောင်ပဲ။နော်။ဆိုတော့အဲ့ဒါကဟို တချို့ကကြတာလေဟိုအင်တာနက်တွေပိုင်းမကောင်းဆိုရင်အဲ့လိုမျိုးမကြတာမျိုးဖြစ်တတ်တယ်ဆိုအဲ့လိုမျိုးမကြအောင်ဆိုရင်လေသူကအဲ့လိုမျိုး error တက်တက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုရိုက်ထည့်လိုက်တဲ့ city name ကအောက်မှာအဲ့လိုမျိုးကျလာတဲ့ဟာကိုစောင့်ပေးတချို့မျိုးတွေကကြတော့သူကမရှိရဖြစ်တယ်အဲ့ဒါကြတော့တော်တော်လေးရောရှားပါတယ်ဒါပေမဲ့တချို့မျိုးအသေးလေးဆိုရင်မရှိတတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါမျိုးဆိုရင်လေကိုရဲ့နီးစက်တဲ့ အဲ့ဒီမျိုးနဲ့နှိစတဲ့မျိုးကိုရွေးပေးပေါ့နော်ဆိုတော့အဲ့လိုမျိုးနဲ့နည်းပါရှားပါမယ်အဲ့ဒါပြီးသွားပြီဆိုရင်ဒီအမှာအခဏဒီအမနှိမ့်နေပေါ့နော်ဒီအမှာဒီ extended setting ဆိုတာနှိမ့်လိုက်ပါအာအဲ့ဒီမှာကျွန်မက house system ကိုရွေးဖို့ဖြစ်တယ်ပေါ့နော်ဒီ house system နဲ့ပတ်သက်ပြီးတော့ကတော့နောက်ပိုင်းမှာပြောပြပေးမယ်ပေါ့နော်ဒီအစားအိမ်မှာဆိုရင်အရန်ရှုပ်သွားမှာဆိုတော့မပြောသေးဘူးဒါပေမဲ့ပုံမှန်ကဒီ house system တွေကအများကြီးပဲရှိရေပေါ့နော်အာအဲ့မှာကျွန်မကဒီ whole sign ကိုတုံးတယ်ပေါ့နော် whole sign ဆိုတာကိုရွေးလိုက်ပါ ာတနည်းဟာရတော့မပြင်းနဲ့ပေါ့နော်အဲပြီးတော့ရင်ဒီ calculate chart ကိုနှိပ်လိုက်ပေါ့နော်အဲဆိုရင်ဒီမှာအာဒီ budget အဝိုင်းကျလာပြီပေါ့နော်ဆိုတော့ပုံမှန်ကဒီ site ကကျတော့သူကဘေးနားမှာသူကဒီလိုမျိုးပေါ့နော်ဒီအာဒီ planet position ဆိုပြီးတော့သူကနေရောလရောပေါ့နော်အဲ့လိုမျိုး mercury venus အဲ့လိုမျိုးလေးသူရေးပေးထားတယ်အာဒီသူကရာသီကွင်းကိုကျတော့သူက မဖော်ပြထားပါတော့ဒီ symbol လေးနေပဲပြထားတယ်။ကိုကဒီ pressure ကိုရပြီဆိုရင်အာခုနကတော့ပါတော့ကိုမှတ်ထားတဲ့ဒီတင်ဂေတာတွေနဲ့ဒီကိုယ့်ရဲ့ pressure အဝိုင်းမှာလာပြီးတော့တိုက်ကြည့်မယ်ပေါ့နော်။ဒီမှာကျမတို့ဒီခုနကတော့ pressure အဝိုင်းပေါ့နော်။ဆိုတော့အဲ့မှာဆိုရင် ဒီ version မှာဘယ်ဘယ်မှာဘယ်ဟာတွေကရာသီကိုနေလဲဆိုရင်ဒီမှာပေါ့နော်ဒီအစွန်ဆုံးဆက်ဝိုင်းပေါ့နော်အစွန်ဆုံးဒီ layer မှာကဓာတ်တွေကကျွန်တော်တို့ဒီရာသီကိုနေဖြစ်တယ်ဓာတ်ရဲ့ရာသီကို simple တွေပေါ့နော်အဲ့မှာမှာဒီအတွင်းဘက်မှာကျတော့ကျွန်တော်တို့ဒီမှာဒီဓာတ်လေးတွေပေါ့နော်ဓာတ်လေးတွေကကြာ planets တွေဖြစ်တယ်အဲ့မှာကျွန်တော်တို့ခုနကတော့ကဒီ planet 10လုံးအပြင်ကိုမသိရဲ့ဒီသင်္ကေတတွေပါလိမ့်မယ်ပေါ့နော်ဓာတ်မျိုးတွေပေါ့ဓာတ်တွေဆိုရင် close မိထားလို့ရတယ်ထိုင်းဆိုမကြည့်ပဲနဲ့ထားလို့ရရပါတော့။အခုနောက်တော့ကဟို ကိုမှတ်ထားတဲ့ planet ဂျိုဆယ်လုံးကိုပဲလိုက်ရှာရပြီပေါ့နော်။ဆိုတော့အဲ့ဂျိုဆယ်လုံးကိုလိုက်ရှာမယ်။ပြီးတော့ရင်ဒီအာ houses တွေကကြာဒီအလေအတွင်းဘက်ကပေါ့နော်။အတွင်းဘက်ကစောင်းဝိုင်းမှာဆိုရင် houses တွေရှိရယ်။ဆိုတော့ဒါကတော့ဒီ budget တစ်ခုမှာအခြေခံအားဖြင့်ကျမတို့ရာသီဝင်တွေပါတယ်။ planets တွေပါတယ်။နောက်တစ်ခုကကြာဒီ houses တွေပေါ့နော်။ဆိုတော့အဲ့ဒါကလောလောဆယ်အခြေခံမှာဆိုရင်အဲ့ဒါလောက်ကိုကိုက ဟိုဘယ်နေရာမှာရှိရဲဆိုတာသိအောင်အရင်ဆုံးလုပ်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီကိုယ့်ရဲ့ birth chart ကိုရပြီဆိုရင်အခုနခုနကိုမှတ်ထားရဲပေါ့နော်ဒီ symbol ပေါ့နော်အလို့ရရင်လည်းအလို့ပေါ့အမရအောင်ဆိုရင်လည်းဒီစာရွက်ကိုကြည့်ပြီးတော့အဓိကအဖြစ်ဘယ် planet တွေပေါ့နော်ကိုယ့်ရဲ့ birth chart မှာဘယ်ဂျူတွေကဘယ်ရာသီကွင်းမှာကြာရောက်နေရလဲဒါမှမဟုတ်ဘယ် house တွေမှာကြာရောက်နေရလဲဆိုတာကိုထပ်ပြီးတော့အာဒီလိုမျိုးခြိုက်လိုက်ပါပေါ့နော်ဆိုတော့ဒါကတော့ဒီခုန sample chart နဲ့ပတ်သက်ပြီးပေါ့နော်ဒါကျွန်မပြီးနားမှာအာသက်ဆိုင်ရာ planet ရဲ့ ာဒီဆိုတဲ့အစာရင်စိုင်းရင်နောက်တစ်ခေါ် houses ရေပေါ့နော်ဆိုတော့အဲ့ဒါကို အရေးချထားဖြစ်ပါတယ်ဒီ placement တွေကဒီကိုတယောက်ထင်းနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကိုရဲ့သက်ဆိုင်ရာပေါ့နော်ကိုရဲ့ budget မှာရှိရဲ့သက်ဆိုင်ရာဂျူတွေကအဘယ်ဆိုင်မှာရှိရဲ့ဘယ် house မှာရှိရဲ့အဲ့ဒါတွေကိုပေါ့နော်မှတ်မိအောင်လုပ်ထားရင်ပိုကောင်းပါတယ်အအခုကတော့ဘာဒိဗယ်တွေမှသိအောင်မှာမဟုတ်ပေါ့နော်ဒါပေမဲ့ဒီလိုအသုံးအနှုန်းအနေနဲ့ပေါ့နော်ရင်းနှီးအောင်လို့ဒါစပေးတဲ့သဘောမျိုးဖြစ်ပါတယ်အခုဒီ symbol တွေပေါ့နော်ဒီသင်္ကေတတွေနဲ့ရင်းနှီးပြီဆိုရင်ဒီဒါတွေကိုပေါ့နော်ဒီ practical ကြကြလက်တွေ့ကြကြပေါ့နော်ဒီအသုံးချလို့ရမယ့် ဒီအလွယ်ဆုံးဆောက်လို့ရမယ့်နည်းလမ်းစဉ်းစားကြည့်လိုက်တော့အာဒီကိုယ့်ရဲ့ identity ပေါ့နော်ဒီ personality ကိုအာဒီခြုံကြည့်လို့ရမယ်ပေါ့နော်ဒီ big 3လို့နာမည်ကြီးတဲ့ဒီ ascendant sign ဒီ sun sign နဲ့ moon sign တွေကိုပေါ့နော်အာလေ့လာပါမယ်ဆိုတော့ဒီ sign တွေရဲ့အထိပ္ပယ်ကိုတစ်ခုချင်းစီပေါ့နော်ကျွန်မပြောမှာမဟုတ်ဖဲနဲ့ဒီ sign တွေကိုပေါ့နော်ဘယ်လိုအခြေခံကြက်ကြက်အာဒီစဉ်းစားတလဲဆိုတာမျိုးကို အာပြောမှာဖြစ်ပါတယ်။အထမဆုံးဒီ ascendant တို့မဟုတ် rising sign ကဒီကိုယ့်ရဲ့ birth chart မှာပေါ့နော်ဒီ first house ထဲမှာရှိနေတဲ့အာတချို့ကလည်း ASC လို့ပြရတယ်။တချို့ကလည်း AC လို့ပြရတယ်ပေါ့နော်။ဆိုတော့အဲ့ဒီအမှတ်ဖြစ်ပါတယ်။ဆိုတော့အဲ့ဒီအမှတ်ကြောက်နေရတဲ့ရာသီကွင်ကဒီ ascendant တို့မဟုတ် rising sign ဖြစ်ပါတယ်။ဒီ ascendant အမှတ်က အာကိုယ့်ရဲ့ဒီ body plus အာ spirit ပေါ့နော်သို့မဟုတ်ဒီ soul လို့လည်းခေါ်ရယ်အဲ့ဒါကိုပေါင်းဆက်ထားဖြစ်တယ်အာသဘောကဒီလူတယောက်ကိုတိဆောက်ထားတာကခန္ဓာကိုယ်ပါမယ်ပြီးတော့ဒီစဉ်းစားတတ်တဲ့ညံပေါ့နော်အတွေးခေါ်ပါမယ်ဆိုတော့အဲ့ဒါကြီးနဲ့တိဆောက်ထားဖြစ်တယ်ဆိုတော့ဒီ ascendant သို့မဟုတ် rising sign ကအခြေခံအားဖြင့်ပေါ့နော်ဒီကိုယ့်ရဲ့တုံ့ပြန်မှု reaction response တွေဖြစ်တယ်အာဒီအပြင်ဘက်ဒီ physical world ကနေပြီးတော့ပေါ့နော် physical world မှာကိုနဲ့တွေ့ဆုံရတဲ့သူတွေဒါမှမဟုတ်ရင်ဒီကိုကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကိုပေါ့နော်ကိုကဘယ်လိုပုံစံနဲ့ဒီတုံ့ပြန်တတ်တယ်လဲပေါ့နော်ဆိုတော့အဲ့ဒီပုံစံကိုကြည့်ရဖြစ်ပါတယ်ပထမဆုံးကိုရဲ့ဒီ ascendant sign အာဒါမှမဟုတ် rising sign ပေါ့နော်အဲ့ဒါကိုသိပြီဆိုရင်ဒီကျမတို့ရာသီကွင်တစ်ခုရဲ့အထိပ္ပယ်ကိုစဉ်းစားပြီဆိုရင်ပေါ့နော်အခြေခံအာဒီ၃ချက်ကိုအရင်ဆုံးစပြီးစဉ်းစားမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကဒီ ဒီရာသီကွင်ရဲ့ elements ကပါလဲ modularities ကပါလဲနောက်တစ်ခုကဒီရာသီကွင်ဆိုးမွဲကြိုကပါလဲပေါ့เนาะအာ sign လို့လည်းလို့လည်းခေါ်တယ်အဲ့ဒီသုံးခုကိုအရင်ဆုံးစဉ်းစားมาဖြစ်ပါတယ်ဆိုတော့ဒီသုံးခုနဲ့ပတ်သက်တဲ့အကြောင်းကိုဒီအရင်တော့ဒီဗီဒီယိုမှာလေအသေးစိတ်ပေါ့เนาะပြောပြပေးထားပါတယ်အကြည့်ကျင်နေဆိုရင်တော့အောက်မှာ link ချပေးထားပါတယ်တွားကြည့်လို့ရပါတယ်ဆိုတော့ဒီဗီဒီယိုမှာတော့ဒီအခြေခံပေါ့เนาะခြုံပြီးတော့ပဲ ပြောလိုက်ပါမယ်။ပထမဆုံးဒီ elements ပေါ့နော်။ elements က၄မျိုးရှိပါတယ်။တော်တော်များလည်းသိရပေါ့နော်။မီးရဲ့ရေရဲ့လေရဲ့မြေရဲ့ပေါ့နော်။အာ fire, water, air, earth ပေါ့နော်။ဆိုတော့ elements ကကိုယ့်ရဲ့ဒီ primary motivation force ဖြစ်ပါတယ်။အာသဘောကဒီတစ်ခုခုတုံ့ပြန်တဲ့အခါမှာဒီလှုပ်ရှားမှုမလုပ်ခင်ပေါ့နော်။အာကိုယ့်အတွင်းကလှုံ့ဆော်ပေးတတဲ့အားတစ်ခုလို့ပြောလို့ရရပေါ့နော်။ဥပမာအဖြစ်ဒီကိုယ့်ရဲ့ခံစားချက်တွေကကိုယ့် action ယူဖို့အတွက် အာဒီ motivation လုပ်နေရလားဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဒီစူးစမ်းလေ့လာခြင်းနဲ့စိတ်ကကိုယ့်ကိုဒီ action ယူဖို့အတွက်ပေါ့နော်လှုပ်ရှားမှုပြုလုပ်ဖို့အတွက် motivation လုပ်နေရလားစသည်ဖြစ်ပါတော့ဆိုတော့အဲ့လိုပုံစံမျိုးဖြစ်တယ်ဒီ elements မှာဆိုရင် elements ၄ခုရှိမှာပေါ့နော်ဆိုတော့ဒီ fire elements တွေကကြတော့ sign ၃ခုပါမယ်သူက aries leo နဲ့ sagittarius ပေါ့နော်သူ fire signs တွေနဲ့ခေါ်တယ်ဆိုတော့သူတို့ရဲ့ဒီ general meaning ပေါ့နော် summary လောက်ထားတဲ့ meaning ကဘာလဲဆိုတော့ fire sign တွေကသူက action action ယူရကြိုက်တယ် အာ challenge ကိုကြိုက်တယ်သူတို့ကဒီရှင်ပြိုင်မှုတွေကိုကြိုက်တယ်ပေါ့နော်ဆိုတော့အဲ့အရာတွေကသူတို့ကို action ယူဖို့အတွက် motivation လုပ်နေတာဖြစ်တယ် water science တွေကကြာ cancer scorpio နဲ့ pisces ပေါ့နော်သူတို့ကကြာသူတို့ရဲ့ feelings တွေခံစားချက်တွေ mood တွေကိုသူတို့က follow လုပ်တယ်ပေါ့နော်အာပြီးရင်သူတို့ရဲ့ intuition ပေါ့အဲဒီစတ္ထမအာယုံလို့ပြောမလားသူတို့စိတ်ထဲမှာထင်မြင်ယူဆတဲ့အတိုင်းပေါ့နော်သူတို့ကအဲ့ဒါမျိုးကိုတွားတယ်နောက်တစ်ခါ imagination သူတို့ကဒီစိတ်ကူးညံကိုမျိုးရတာမျိုးကြိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံစံတွေကသူတို့ကို action ယူဖို့အတွက် motivation လုပ်ပေးတယ်။ Air Science တွေက Gemini, Libra နဲ့ Aquarius တွေဖြစ်တယ်။သူတို့ကကြတော့အာဒီစူးစမ်းလေ့လာခြင်းနဲ့စကားပြောရတာကြိုက်တယ် ideas တွေ sharing လုပ်ရတာကြိုက်တယ်နောက်တစ်ခါဒီ network ပေါ့เนาะဒီအပေါင်းအသင်းပေါင်းသင်းဆက်ဆံရေးပေါ့တိစောက်တာမျိုးကြီးကြိုက်တယ်ဆိုတော့အဲ့ဒါတွေကသူတို့ကိုတခုခု action ယူဖို့အတွက်ကိုဒါတွေကတွန်းအားပေးနေတာဖြစ်တယ်ပေါ့เนาะဒီ air sign တွေဖြစ်တဲ့ Taurus Virgo နဲ့ Capricorn တွေကကြတော့သူတို့ကကြတော့တည်တည်ငြိမ်ငြိမ်ပေါ့ stability ဖြစ်တဲ့ပုံစံမျိုးလက်တွေ့ကြတယ် လက်တွေ့ကြမှုပေါ့နော်နောက်တစ်ခါကျတော့သူတို့ကဒီရေရှည် secure secure ဖြစ်မှုပေါ့နော် ရေရှည်မှာသူတို့အတွက်လုံခြုံမှုရှိဖို့အဲအဲ့ဒီလုံခြုံမှုကဒီ financial ဘိုင်းလည်းဖြစ်နိုင်တယ်ငွေကြေးဘိုင်းလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းတစ်ခုခုပေါ့နော်အာပစ္စည်းဥစ္စာပိုင်ဆိုင်မှုလည်းဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီအဲ့လိုမျိုးအာဖြစ်မယ်ဆိုရင်သူတို့ကဒီတစ်ခုခုကိုလုံဖို့အတွက်သူတို့ action ယူမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး အာပုံစံမျိုးကြီးရှိပါတယ်နောက်တစ်ခုကဒီ modality ပေါ့နော်ဆို modality ကတော့ဒီကိုယ့်ရဲ့ဒီ prefer mode of operation ပေါ့နော်အဓိကကသူကကိုယ်ကဘယ်လိုပုံစံနဲ့လှုပ်ဆောင်တတ်တယ်လဲပေါ့နော်သူကလှုပ်ဆောင်တဲ့ပုံစံဖြစ်သွားပြီခုနကတော့ကဒီ elements ကကြတော့သူကအတွင်းကနေပြီးတော့ force ပေးရပါပေါ့နော်အာ motivation ပေးရတာမျိုး modality ကကြတော့လှုပ်ဆောင်တဲ့ပုံစံလှုပ်ရှားတဲ့ပုံစံဒီ operate လုပ်တဲ့ပုံစံပေါ့နော်ဆိုတော့အဲ့လိုမျိုးသွားတာဖြစ်တယ်ဆို modality က၃ခုရှိရယ် cardinal fix နဲ့ mutable ပေါ့နော်ဆိုတော့ဒီ cardinal မှာ sign လေးခုပါမယ်ပေါ့နော် Aries Cancer Libra နဲ့ Capricorn ဆိုတော့ဒီ cardinal signs တွေကသူတို့ကအာဒီ plan အသစ်တွေ project အသစ်တွေအလုပ်အသစ်တွေကိုသူတို့ကစပြီးတော့လုပ်ရအောင်မျိုးကြိုက်တယ်အာသူတို့ဥဆောင်ရအောင်ကြိုက်တယ်ပေါ့နော် lead လုပ်ရအောင်ကြိုက်တယ် fix sign တွေက Taurus Leo Scorpio နဲ့ Aquarius ဖြစ်တယ်သူတို့ကကြတော့သူတို့ကစတာကိုသူတို့ကတိတ်မကြိုက်ဘူးသူတို့ကကြတော့အနောက်ကနေပြီးတော့လိုက်ပြီးတော့သူတို့ကလိုက်လောက်တာမျိုးပေါ့နောက်ကနေသူတို့ပြီးအောင်လုပ်ပေးမယ်အနောက်ကနေသူတို့ဒီပုံမှန်ဒီ process တစ်ခုကို အာအဆင်ပြေပြေနဲ့သွားရအောင်သူက maintain လုပ်ပေးမယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံစံမျိုးသူကသွားတယ်အာသူကပြောခေါင်းမှပုံစံမျိုးရှိရပေါ့နော် mutable signs တွေကတော့ဒီ Gemini Virgo Sagittarius နဲ့ Pisces တွေပေါ့နော်ဆိုတော့သူတို့ရကြတော့ဒီအပြောင်းလဲတွေကြိုက်တယ်သူက changes တွေကြိုက်တယ်အပြောင်းလဲတွေကြိုက်တယ်နောက်ပြီးတော့ဒီအလုပ်ဆိုရင်တစ်ခုတည်းမဟုတ်ဘူးနှစ်ခုသုံးခုအဲအဲ့လိုမျိုးအမျိုးအစားအများကြီးမျိုးကိုကြိုက်တယ်အဓိကအတွေ့အကြုံအသစ်တွေကိုကြိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီပုံစံမျိုးနဲ့သူတို့က action ယူတတ်တယ် ဆိုတော့ဒီ elements နဲ့ modality နှစ်ခုမှကြည့်မယ်ဆိုရင်အာ sign နှစ်ခုကျွန်မဥပမာပြပြပေးပဲပေါ့နော်ကိုကျွန်တော် Aries ကိုကြည့်ကြည့်လိုက်ပေါ့အာ cardinal sign Aries နဲ့ cancer ပေါ့နော်ဆိုတော့ Aries နဲ့ cancer က Aries ဒီ cardinal sign ဖြစ်တယ်ဒါပေမဲ့ element ကကြတော့ fire ဖြစ်တယ်ပေါ့နော် fire sign ဖြစ်တယ် cancer ကကြတော့သူက cardinal sign ဖြစ်တယ်ဒါပေမဲ့သူက water sign ဖြစ်တယ်အဲ့တော့ဒီ cardinal sign နှစ်ခုဖြစ်တဲ့ Aries နဲ့ cancer ဒီသူတို့ကအာ project တွေကိုအသစ်စပြီးတော့လုပ်တာမျိုးတွေ leak လုပ်တာမျိုးတွေတော့တူတယ်ဒါပေမဲ့သူတို့ရဲ့သူတို့ဒီလိုမျိုး action ယူဖို့အတွက်အတွင်းကနေ force ပေးရပုံစံတော့မတူ Aries အတွက်ကကြတော့ fire sign ဖြစ်တဲ့အတွက်ကြောင့်မလို့သူကသူကိုယ်တိုင်က challenge ယူရကြိုက်တယ်ဒီဘောနော်ရှင်ပြန်ရတာကြိုက်တယ်ပေါ့နော်အဲဒါကြောင့်မလို့သူက initiate စပြီးတော့လှုပ်ဆောင်တာဖြစ်တယ် cancer ကြောင့်အဲ့လိုမဟုတ်ဘူးသူကကြတော့ခုနအပေါ်မှာပြောလို့ပဲသူ့ရဲ့ emotion အရာသူက သူ့ရဲ့စိတ်ခံစားချက်အရာသူလှုပ်ချင်တဲ့အတွက်ကြောင့်မလို့သူကစပြီးတော့လှုပ်တာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးနှစ်ယောက်ကဒီ action ရဲ့ပုံစံတော့တူကောင်းတူမယ်ဒါပေမဲ့သူတို့ရဲ့ဒီပေါ့နော် nature ပေါ့နော်ဒီ element ကမတူပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးကွာဝါရဖြစ်ပါတယ်ဆိုတော့ဒါကကျမကဒီ Aries နဲ့ Cancer နှစ်ခုပေါ့နော်ရှင်းပြပြရဖြစ်တယ်အဲ့တော့ကိုယ့်ဘာသာကိုယ်တခြား sign တွေကိုလည်းကိုကနည်းနည်းစဉ်းစားပြီးတော့ပေါ့နော်အာလေ့ကျင့်ခံလုပ်ကြည့်လို့ရပါတယ် The nine song တစ်ခုကတော့ဒီ sign ruler ပေါ့နော် အာရာသီဂုဏ်တွေမှာသူတို့ဆိုမှုတွေဂျူတွေရှိတယ်ပေါ့နော်။အာသူတို့ကိုဒီ ruling planets တွေလို့လည်းခေါ်ရပေါ့နော်။ဆိုတော့ ruling planets တွေကတော့ဒီမှာအာဒီဇေယျမှာပြထားတဲ့အတိုင်းပဲပေါ့နော်။အော်ကျွန်မတခုချင်းစီတော့မရုပ်ပြတော့ဘူး။အဲ့ဒီမှာဒီကျွန်မတို့ Scorpio ရဲ့ Aquarius ရဲ့ Pisces ရဲ့ပေါ့နော်။ဆိုတော့ဒီ Scorpio က သူကဒီ traditional astrology မှာ mars အောက်မှာပဲရှိပါတယ်။အာဒီ buffalo ဆိုတော့ဒီ modern မှာကျတော့သူက pluto အောက်မှာသွားရပါတော့။ဒါပေမဲ့ traditional မှာကျတော့ mars ပဲယူရဲ။ aquarius ကကျတော့ traditional မှာဒီ saturn ပေါ့နော်။စနေကြိုဖြစ်ပဲယူရဲ။အာဒီ modern မှာကျတော့ uranus နဲ့ယူရဲပေါ့နော်။ Pisces ကကြတော့ကျွန်တော် traditional မှာယူပြီးတော့လို့ပဲယူပါတယ်အဘာလို့လဲဆိုတော့ဒီ modern မှာကျတော့သူကနှက်ကျွန်းလို့ယူပါတော့ဒီ traditional မှာမယူဘူးပေါ့နော်ယူပြီးတော့လို့ပဲယူပါတယ်ဆိုတော့ jewelry နဲ့ပတ်သက်တဲ့အတိတ်ပဲကတော့ဒီအခုလောလောဆယ်မှာပေါ့နော်မသိသေးရင်လေ့ရပါတယ်အာဒီနောက်ပြောဒီ houses အကြောင်းလဲဒီ video မှာမပြောတော့ဘူးပေါ့နော်ဒီ houses နဲ့ပတ်သက်ပြီးတော့တခုချင်းစီကိုအခုကျွန်မတင်ပေးနေရရှိရပေါ့နော်ဒါမဲ့လောလောဆယ်အထိကတော့ဒီ third house အထိပဲပြီးထားတယ်ကုန်တဲ့အထိတော့တင်ပေးမှာဖြစ်တယ်ပေါ့နော်ဒါမဲ့လောလောဆယ်မှာလဲအစပိုင်းမှာတော့ဒီ elements နဲ့ဒီ modalities နှစ်ခုပေါင်းမှုတည်ပြီးတော့ပဲကိုယ့်ရဲ့အာ big three ကိုပေါ့နော်လေ့လာကြည့်မှာဖြစ်ပါတယ်အခုကိုယ့်ရဲ့ဒီ ascendant sign တို့မဟုတ်ဒီ rising sign ရဲ့ပေါ့နော် elements တွေ modalities တွေဒီ sign ruler တွေကိုသိပြီဆိုရင်လည်းအာခြာရေးထားလိုက်ပါအာဒီ ဒီကဒီ design ရဲ့အဓိပ္ပာယ်ကိုပေါ့နော်ပြန်ဆိုရဲအခါမှာလေဒီအပေါ်မှာပြထားတဲ့ဒီအချက်တွေပေါ်မူတည်ပြီးတော့ပဲသူကအဓိပ္ပာယ်တွေကချဲ့ကားပြီးတော့ပြောပြောကြဖြစ်တယ်ပေါ့နော်ဆိုတော့အခုဒီ sample အနေနဲ့ဒီဥမာပြထားရဲ့ပေါ့နော် chart ကိုကြည့်ပြီးတော့ပြပါမယ် sample chart မှာဆိုရင်ဒီ ascendant သို့မဟုတ် rising sign ကသူက capricorn ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ capricorn ရဲ့ element ကဒီသူက air sign ဖြစ်တယ် model တွေကကြာ cardinal ruling planet ကကြာသူက saturn ပေါ့နော်စနေကျုပ်ဖြစ်တယ်ဆိုတော့ အာဒီ earth element ဖြစ်တဲ့အတွက်ကြောင့်မလို့လက်တွေ့ကြရတဲ့တည်ငြိမ်နေနောက်တစ်ခါဒီအာရေရှည်ပေါ့နော်လုံခြုံမှုရှိခြင်းပေါ့ဒီအာ long term secure ဖြစ်တဲ့အာပုံစံမျိုးတွေကသူ့ကို action ယူဖို့အတွက် drive လုပ်နေရမျိုးပေါ့နော်နောက်တစ်ခါဒီ cardinal modality ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီအလုပ်အသစ်တွေကိုစတင်နေအာဦးဆောင်တဲ့ပုံစံမျိုးရှိရပေါ့နော်ဆိုတော့ဒါကအာဒီ ascendant sign ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီအပြင်းပိုင်းအာဒီသူ့ရဲ့ reaction ပေါ့နော် သူအပြင်မှာတွေ့တဲ့လူတွေ physical world မှာမဟုတ်တော့သူတွေ့ကြုံရတဲ့အဖြစ်အပျက်တွေပေါ်မှာသူကဒီ Capricorn nature အတိုင်းသူကတုံ့ပြန်မှာဖြစ်တယ်။ဆိုတော့တချို့တွေကဒီ Capricorn ရဲ့ meaning တွေကိုသိနေလိမ့်မယ်ပေါ့နော်။ဆိုတော့လက်ရှိမှာကိုကဒီ practice လုပ်တဲ့အခါမှာအဲ့ meaning တွေကိုခဏမိထားပြီးတော့ဒီ element နဲ့ model တွေပွင့်ရနေပြီးတော့ စဉ်းစားကြည့်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒီ ruling planet ဖြစ်တဲ့ဒီစနေကျိုးပေါ့နော်ဒီ Saturn ရဲ့ nature ကိုထည့်ပြီးမပြောရသေးဘူးပေါ့နော်ဆိုတော့ဒီစနေကျိုးရဲ့ nature ကိုပါထည့်ပြီးပြောမယ်ဆိုရင်ဒီ Capricorn ရဲ့ meaning ကပို့ပြီးတော့အာထပ်များလာမှာဖြစ်တယ်ပေါ့ဒါမင်းစစချင်းမှာတော့ဒီအခြေခံမှာတော့ဒီ element နဲ့ modality point ရနေပြီးတော့ပဲအရင်ဆုံးစပြီးတော့ အာလေ့ကျင့်ကြည့်ပါလက်ရှိမှာတော့ဒီအပေါ်မှာအပေါ်ဆရာကွက်ပေါ်မှာပြထားရပေါ့နော်ဒီအကြောင်းအရာလေးတွေကနေပြီးတော့ပဲအတိတ်ပဲရတာမျိုးဖြစ်ပါတယ်ဆိုတော့အတိတ်ပဲကအများကြီးတော့ထွက်လာမှာမဟုတ်ဘူးဒါပေမဲ့လက်ရှိမှာဒီဒီလောက်ပေါ့နော်အကြံမြင့်သိပြီဆိုရင်အာလုံလောက်ပါတယ်ဆန်ဆိုင်နဲ့မွန်ဆိုင်ကိုလည်းဒီခုနကလိုပဲပေါ့နော်ခြာရေးထားလိုက်ပါအာဆန်ဆိုင်ကကြတော့ဒီကိုယ့်ရဲ့ဒီ core identity ပေါ့နော်အာဒီကိုယ့်ရဲ့ဘဝလမ်းကြောင်းသွားတဲ့အခါမှာဒီကိုယ်ပြုလုပ်နေကြပတ်တန်နေပြီးတော့ဒီကိုယ့်ရဲ့ဒီဘဝဦးတည်ချက်ကိုရအောင်ပေါ့နော်ဒီတွန်း ွားပေးနေကြပုံစံမျိုးဖြစ်ပါတယ်။ဆိုတော့ဒီဆမ်ဆာရဲ့တဘာဝကိုဒီယင်းနည်းရဲ့သူအချင်းချင်းကပို့ပြောမြင်ရတတ်တယ်ပေါ့နော်။ဒီဆက်ဆက်တွေ့ခြင်းဆိုရင်တော့ဒီ ascendant သို့မဟုတ်ဒီ rising sign ရဲ့ပုံစံကိုပို့ပြောအာမြင်ရတတ်ပါတယ်။ဒီ sun sign ပေါ့နော်။သူ့ရဲ့ဒီ sun sign ကကြတော့ Taurus ဖြစ်တယ်။ဆိုတော့ Taurus က element က earth ဖြစ်တယ်။ modality က fix ဖြစ်တယ် ruling planet က venus ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ earth element ဖြစ်တဲ့အတွက်ကြောင့်မလို့ခုနအတိုင်းပဲလက်တွေ့ကြရတဲ့တည်ငြိမ်နေရေရှည်လုံခြုံမှုရှိခြင်းပေါ့နော်ဆိုတော့အဲ့ဒါတွေကသူ့ကို drive လုပ်နေတာဖြစ်တယ်အ fix modality ဖြစ်တဲ့အတွက်ကြောင့်မလို့သူကစထားတဲ့အရာကိုပြီးအောင်လုပ်မယ်အာခေါင်းပါမယ်ပေါ့နော်ဆိုတော့ဒါက sun sign ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါသူ့ရဲ့ core identity ပေါ့နော်အာဒီဆက်ဆကျင်မှာတော့ဒီ identity ကိုတိတ်ပြီးမမြင်ရဘူးဒါပေမဲ့ အာဒါကသူ့ရဲ့ဘဝလမ်းကြောင်းမှာအာသူလုံးနေကြပတ်တန်နေပေါ့နော်သူလုံးနေကြအချင်းအချင်းစရိုက်တွေသူလုံးနေကြဒီအလုံးလုံးတဲ့ပုံစံတွေကဒီလိုမျိုး Taurus nature ရှိရဲ့လို့ဒါအာကြည်ရဖြစ်ပါတယ် ဆိုဒီမှာလဲကျမတို့ကဒီ Venus ရဲ့နေချောထဲမပြောရသေးဘူးပေါ့နော်ဒီနောက်ဆုံးတစ်ခုဖြစ်တယ်ဒီ Moon sign ကကြတော့သူကဒီကိုယ့်ရဲ့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နောက်ပြောဒီကိုယ့်ရဲ့ဒီခံစားတတ်တဲ့ပုံစံပေါ့နော်အာပြီးကိုယ့်ရဲ့ခံစားချက်ကိုထုတ်ပြတတ်တဲ့ပုံစံနေပြီးတော့ဒီကိုယ့်ရဲ့စိတ်လုံခြုံမှုအတွက်ပေါ့နော်ဒီလိုအပ်တဲ့အရာတွေပေါ့နော်အဲအဲ့လိုမျိုးတွေဖြစ်ပါတယ်ဆိုတော့ဒီ Moon sign ကပို့ပြီးတော့ private sign နေပေါ့နော်ဆိုတော့ မွန်းဆိုင်ရဲ့တဘာဝကိုအပြင်လူတွေကဘလို့အချိန်မှာပို့ပြောမြင်ရတတ်တယ်လဲဆိုတော့ကို့မှာဒီပြဿနာတစ်ခုခုရှိလာပြီဆိုရင်ကို့ဘလို့အဲ့အချိန်မှာရင်ဆိုင်တယ်လဲ၊ကင်တွဲဖြည့်ရှင်းတယ်လဲပေါ့နော်။ဆိုတော့အဲ့ဒီအချိန်မျိုးမှာပို့ပြောမြင်ရတတ်တယ်။ဥမာအဖြစ်ကိုကဒီ panic ဖြစ်လွယ်သလားဒါမှမဟုတ်တီတီငြိမ်ငြိမ်နဲ့ ဖြည့်ရှင်းတတ်သလားဒါမှမဟုတ်ငိုပဲငိုနေသလားပေါ့နော်စသည်ဖြင့်ကိုခံစားချက်တွေကိုရဲ့စိတ်လုံခြုံမှုအတွက်လိုအပ်တဲ့အရာတွေကကိုတယောက်တည်းကပို့ပြီးတည်တယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးဖြစ်ပါတယ်ဒီ chart မှာဆိုရင် moon sign ကကြတော့ leo ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ leo ရဲ့ element ကကြတော့ fire ဖြစ်တယ် model တွေကကြတော့သူက fix ဖြစ်တယ်ဒီ ruling planet ကကြတော့သူကနေပေါ့နော်အာ the sun ဖြစ်တယ်ဆိုတော့ဒီ fire element ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အာသူက action ယူရတာကြိုက်တယ်အခက်ခဲရရှင်ပြိုင်မှုတွေကိုကြိုက်တယ်ပေါ့နော်ဆိုတော့ဒီအဓိကစိတ်လှုပ်ရှားမှုတွေကိုကြိုက်တာပေါ့နော်အဲ့ဒီဟာတွေကသူ့ကိုဒီ action ယူဖို့အတွက်ကိုအာ drive လုပ်နေလို့ပြောလို့ရတယ်ပေါ့နော်အာ fix modality ဖြစ်တဲ့အတွက်ကြောင့်မလို့သူကစထားတဲ့အရာကိုပြီးဆုံးအောင်လုပ်မယ်ခေါင်းမှမယ်ပေါ့နော်ဆိုတော့အဲ့ဒီ nature မျိုးရှိရယ်ဆိုတော့ဒါက moon sign ဖြစ်တဲ့အတွက်ကြောင့်မလို့ leo ကသူ့ရဲ့ဒီစိတ်ခံစားချက်နဲ့ပတ်သက်တဲ့ ပုံစံမျိုးအများဆုံးသက်ဆိုင်နေတယ်ပေါ့နော်။အာ၊ तू ကစိတ်ခံစားချက်ကိုဘယ်လိုပုံစံမျိုးထုတ်ပြရလဲ။အာဥမာဖြင့်ဒီကိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू ကတစ်ခုခုကိုကြိုက်တယ်ဆိုရင် तू ကဆွဆွမဲမဲနဲ့ကြိုက်တတ်တယ်ပေါ့နော်။အာဒီ fix ရဲ့ nature ကအဲ့လိုမျိုးရှိရဲ့။ ဆိုတော့အဲ့ဒီပုံစံမျိုးအာကြည့်လို့ရပါတယ်နောက်ပြီးတော့ဒီ sin 3ကိုကို ပေါ့နော်အာခြုံပြီးတော့ကြည့်ရမျိုးပေါ့နော်ဒီ synthesize လုပ်တယ်လို့လည်းပြောလို့ရတယ်အာဆိုတော့ဒီ sin 3ကိုကအချင်းချင်းဒီ sentence ဘက်တွေဖြစ်နေသလားပေါ့နော်ဒါမှမဟုတ်တူညီမှုရှိသလားဆိုတာကိုထပ်ပြီးတော့လေ့လာလို့ရပါတယ်ဆိုတော့ဒီ elements မှာဆိုရင်ဒီ fire နဲ့ air နဲ့ကလိုက်ဖက်ညီရယ်အာ water နဲ့ earth ကလိုက်ဖက်ညီရယ်ပေါ့နော်ဆိုတော့ elements ဒီ sin 3ကိုမှာကိုက ခုမှာပေါ့နော်ဘယ် elements ကပုံများနေတယ်လဲဆိုတာမျိုးကိုအကြည့်ကြည့်ပါ so modality မှာဆိုရင်လည်းဒီ cardinal fix mutable ပေါ့နော်ကိုယ်ရဲ့ဒီ fix အာဒီ big three ကဒီ၃ခုလုံးပါနေသလားဒါမှမဟုတ်ရင်ဒီတစ်ခုခုကပုံများနေသလားပေါ့နော် so အဲ့အမျိုးကိုကြည့်ကြည့်ပါ ဥမာကာတန်ပုံများနေရဆိုရင်ကိုကအစ်စ်အစ်စ်တွေကိုလောက်ရပူကြိုက်တဲ့ပုံစံမျိုးရှိရယ်အာ face ကပုံများနေရဆိုရင်ကိုကခေါင်းမာတယ်အပြောင်းလဲတိတ်ပြီးမလုပ်ချင်ဘူးပေါ့နော်အာ mutable ပုံများရဆိုရင်တော့ကိုကအပြောင်းလဲလုပ်ချင်တယ်အာအတွေ့အကြုံအစ်စ်တွေကိုကြိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးကိုကကြည့်လို့ရတယ်ဆိုတော့ဒီ sample chart ကိုကြည့်ပြီးပြောရမယ်ဆိုရင်ဒီ sample chart ရဲ့ဒီ big 3ပေါ့နော်ဆိုတော့အဲ့ဒါကို synthesize လုပ်ပြပါမယ် ဲ့တော့ကိုကဒီကိုရဲ့ဒီ birth chart မှာလဲပေါ့နော်ကိုရဲ့ birth chart နဲ့သက်ဆိုင်တဲ့အစမ်းနဲ့စံဆိုင်မှုဆိုင်ကိုဒီလိုဇာတ်လေးနဲ့ပေါ့နော်ကိုကဒီလိုမျိုးလေးလုပ်လိုက်ပါပြီးွားရင်ကိုကဒီ sign သုံးဖို့ပဲအရင်ဆုံးကြည့်မယ်ပေါ့နော်ဆိုတော့အဲ့မှာအာဘယ် element များလဲပေါ့နော်ဆိုတော့ဒီ chart မှာဆိုရင် earth element ကနှစ်ခုပါမယ် fire ကတစ်ခုပါမယ်အာ modality မှာဆိုရင် cardinal ကတစ်ခုပါမယ် fix ကနှစ်ခုပါမယ်ပေါ့နော်သူကဒီ အဆန်းတက်နဲ့ဆန်းဆိုင်ရကြတော့သူကဒီအာဆိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကဒီအပြင်ပိုင်းတုံ့ပြန်တဲ့ပုံစံတွေသူ့ရဲ့အလုံးလုံးတဲ့ပုံစံတွေကသူကတည်ငြိမ်တဲ့ပုံစံမျိုးဖြစ် မြင်ရတယ်ပေါ့နော်လူတွေကသူ့အဲ့လိုပုံစံမျိုးဖြစ်မြင်ရတယ်။ဒါပေမဲ့ तू ကဒီ moon sign ကကြတော့ तू က fire ဖြစ်တဲ့တကြောင်မလို့ तू စိတ်ထဲမှာတော့ तू က challenge လုပ်ရတာမျိုးတွေဒီစွန့်စွန့်ဆန်ဆန်လုပ်ရတဲ့အလုပ်မျိုးတွေပေါ့နော်။တနည်းအားဖြင့်ဒီစိတ်လှုပ်ရှားမှုများစေအရာအရာတွေပေါ့နော်။အဲ့ဒါတွေကို तू ကလှုပ်ချင်တာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးလေးနည်းနည်းဒီ conflict ဖြစ်တာမျိုးတွေရှိနိုင်တယ်။ဒီ modality ကကြတော့ तू fix modality များတဲ့အတွက်ကြောင့်မလို့အာ तू ကခေါင်းမာပြီးတော့ကိုစားထားတဲ့အလုပ်ဒါမှမဟုတ်ဒီတာဝန်ယူပြီးတော့ပေါ့နော်ဆက်လုပ်ရမယ့်အလုပ်တွေကို तू ပြီးဆုံးတဲ့အထိလုပ် ွက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါကတော့ဒီ ascendant sun sign နဲ့ moon sign တွေကိုဒီပေါင်းဆက်ပြီးတော့ဗောနော်ဒီ summary ပုံစံမျိုးအာလောက်တာဖြစ်ပါတယ်။ဒီမမထပ်ပြီးတော့ကျမတို့ကဒီဗောနော် element မှာများတဲ့အာ element ကိုယူမယ် model တွေမှာလည်းများတဲ့ model တွေကိုယူမယ်ဗောနော်။ဆိုတော့ဒီ chart မှာဆိုရင် element အနေနဲ့ကျမတို့ earth ကိုယူလို့ရတယ်။အာ model တွေအနေနဲ့ကျမတို့ face ကိုယူလို့ရတယ်။အဲ့ဒါကသူက overall ဗောနော်ဒီ personality နဲ့ပတ်သက်တဲ့ overall energy လို့ဒါကအာ ြည့်ရပါတော့ဆိုတော့ तू ကဒီ earth fix ပေါ့နော်အဲ့ပုံစံမျိုးဖြစ်တဲ့ကြောင့်မလို့ကျမတို့ဒီ ဒီ earth element ကလည်းခုနပြောထားသလိုမျိုးပဲသူကတိတိငြိမ်ရှိရယ်အပြောင်းလဲသိမ့်မရှိဘူးပေါ့နော်လက်တွေ့ကြရယ်ဆိုတော့အဲ့ပုံစံမျိုးရှိရယ် fix ကလည်းသူကခေါင်းပါရယ်အာဒီတာဝန်ယူပြီးတော့လုပ်ရမယ့်အလုပ်တွေကိုပြီးရဲ့ထိဆက်လုပ်တယ်ဆိုတော့ဒါလည်းသိမ့်အပြောင်းလဲမရှိဘူးဆိုတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်ဆိုတော့ဒီသူတယောက်ရယ်ဒီ overall ဒီ personality identity ကိုဒီ overall အနေနဲ့ကျွန်တော်တို့ energy ကိုကြည့်မယ်ဆိုရင်တကယ်ကိုဟိုတည်ငြိမ်ပြီးတော့ပေါ့နော်ခေါင်းပါပြီးတော့နောက်တစ်ခါကတကယ်ကိုအဲ့လိုမျိုး တာဝန်ယူတတ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး energy မျိုးရှိရလို့ကျမတို့ကဒီအာ summary အနေနဲ့ပေါ့နော်ဒါကကြည့်ရမျိုးဖြစ်ပါတယ်ဒီပြထားတဲ့ဒီ sample chart ကဘယ်သူ chart လဲဆိုရင်ဒီဟိုပါပေါ့နော်အာ queen elizabeth 2ပေါ့နော်အင်္ဂလန်ကဘုရင်မကြီးရဲ့ chart ဖြစ်ပါတယ်ဆိုတော့အာသူကသူ့အကြောင်းကတော့ကျမက the crown series ကြည့်ထားဆိုတော့ခါကြတော့အဲ့မှာသူ့ရဲ့ဒီဇယိုက်လက္ခဏာလေးတွေနည်းနည်းမြင်ရတယ်ပေါ့နော်ဆိုတော့အာသူက ြောမယ်ဆိုရင်ဒါဘယင်မာကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘလွယ်ဖြစ်တာသူကတိတိငင်ငင်ရတော့သူကရှိရပဲပေါ့နော်အာဒီလူလူတွေအများကြီးရှိမှဒီဆက်ဆံတဲ့ပုံစံတွေပြောဆိုတဲ့ပုံစံတွေလောက်ကိုင်းတဲ့ပုံစံတွေကအငြင်းသူကတိငင်နေအာပြီးရင်လည်းသူကအာဒီအငြင်းသူက rules တွေ regulation တွေအငြင်းလိုက်နိုင်ရပေါ့နော်အသူကဘယ်တော့မှသူက personally အရာသူကဘယ်ရာအောင်မှသူကအဲ့လိုမျိုးအာဒီမောင်နှမအချင်းချင်းဒီ တားမိချင်းချင်းအဲ့လိုမျိုးတော့မှ तू ကတိတ်ပြီးအလျှော့မပေးဘူးเนาะဒါ तू ချမှတ်ထားစီမင်းစီကံတိုင်းကို तू ကလုံအောင်လိုက်နာတက်တဲ့သူမျိုးဖြစ်တယ်ပေါ့နော်အဲဒါပေမဲ့ခုနပြောလိုမျိုးဒီသူ့ရဲ့ moon sign က fire ဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကဟိုသူ့အခန်းတစ်ခုမှာပေါ့နော်အဲတွေ့တာက तू ကဒီမြင်းစီရတာ तू ကြိုက်တယ်ပေါ့နော် तू ကဒီမြင်းလေးကိုအရင်ချစ်တယ် तू ကမြင်းစီရတာကိုကြိုက်တယ်ဆိုတော့ဒါကသူ့အတွက်ဒါဟိုစိတ်လှုပ်ရှားစေရဲ့အရာပေါ့နော်ဒါပေမဲ့အဲ့ဒါက तू ကဒီလူရှိမှ तू ကတိတ်ပြီးတော့မထုတ်ပြအောင်ပေါ့နော်ဒါသူ့ရဲ့ဒီ personal feeling ပေါ့เนาะဆိုတော့အဲ့ဒါမျိုးမြင်ရတယ်။အာပြီးတော့တကယ်တော့ပဲသူ့ရဲ့ဒီ overall energy ကဒီဒီ earth element fix model ကြီးပေါ့เนาะသူကဘယ်လိုပဲဖြစ်သူကဒီအသက်25နှစ်လောက်မှာသူပြင်မှာဖြစ်တယ်သူအသက်60ကျော်အထိပေါ့เนาะဒါအရှိကြီးပဲသူနန်းတက်ကတော်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 ကြီးကိုရှည်ရေပေါ့เนาะဆိုတော့အဲ့ဒီအထိကိုသူကဒီသူယူထားတဲ့တာဝန်သူပြီးဆုံးအောင်လုပ်သွားရပါတော့။ဆိုတော့သူ့ရဲ့ chart မှာဒီဒါကကျွန်မဒီ ခုန ascendant sun sign moon sign သုံးခုလေးပဲကြည့်ထားပါဘောเนาะအာဒီတခြားသူ့ရဲ့တခြားဂျိုရီကိုကြည့်မယ်ဆိုရင်လေတကယ်ပြောရရင်သူက fix sign မှာဂျိုရီကအများကြီးပဲဘောเนาะအာဒီဥပမာအာဒီစနေဂျိုဘောเนาะ Saturn ကလည်းဒီ Scorpio ရဲ့မှာ fix sign နဲ့မှာရှိရယ် Mars နဲ့ Jupiter ကလည်း Aquarius ဒါ fix air ပေါ့နော် fix တယ်မှာရှိရယ်နေကလည်း fix တယ်မှာရှိရယ်လကလည်း fix တယ်မှာရှိရယ်ဆိုတော့တကယ်ကို fix energy ကိုများတဲ့တို့တရားလို့ကျွန်တော်က overall အနေနဲ့ဒါပြောလို့ရရယ်ပေါ့နော်ဒါကတော့ဒီအစပိုင်းအခြေခံအနေနဲ့ပေါ့နော်ဒီ sign ၃ခုကိုပဲကြည့်ပြီးတော့အာဒီဥမာပြပြောပြထားဖြစ်တယ်ဆိုတော့ကိုကပို့ပြောလေ့လာခြင်းနဲ့ဆိုရင်ကို့မှာရှိသေးတဲ့တခြားဂျိုးပေါ့နော်နောက်ထပ်ဂျိုး၅လုံးရှိသေးတယ်အာ Mercury Venus Mars uh, Jupiter Saturn ပေါ့နော်အဲ့ဒီဂျုံငါးလုံးကိုလည်းဒီလိုမျိုး elements တွေ modalities တွေခွဲပြီးတော့ဘယ် elements ကပုံများလဲဘယ် modalities ကပုံများလဲဆိုတာကိုဒီ chart တစ်ခုလောပေါ့နော်ခြုံပြီးတော့ကြည့်ကြည့်ပါဆိုတော့အဲ့ဒါကကိုယ့်ရဲ့ဒီ basic ပေါ့နော် chart energy ကိုကိုကလေ့လာမျိုးဖြစ်ပါတယ်ဒီ video ကိုအချင်းချောက်ရမယ်ဆိုရင်အာဒီအခြေခံပေါ့နော်ဒီ western astrology ကိုစပြီးတော့လေ့လာမယ်ဆိုရင်တော့ ခုနကဒီ symbol တွေသင်္ကေတတွေကိုအရင်ဆုံးလေ့လာရမှာဖြစ်ပါတယ်။ပြီးရင်ဒီကိုယ့်ရဲ့ budget ကို internet ကနေပြီးရောရယူပြီးရောခုနကပြထားရဲပေါ့နော်ဒီအာသင်္ကေတတွေ symbol တွေနဲ့တိုက်ကြည့်ပြီးရောကိုယ့်ရဲ့ဂျိုတွေရာသီကိုင်းတွေဒီ houses တွေကိုကိုကပေါ့နော်မှတ်ထားဖို့လိုပါတယ်။ဆိုတော့အဲ့ဒီမှာနောက်ပိုင်းခုနနောက်ပြသွားရဲပေါ့နော်ဒီ elements တွေ modalities နဲ့ခွဲကြည့်ပြီးရောကိုကလေ့ကျင့်ခန်းနေအလုပ်ကြည့်လို့ရရယ်ဆိုတော့ဒီကိုယ့်ရဲ့ဂျိုအနေထားပေါ့နော်ဂျိုအနေထားဆိုတာကကိုက ဒီ co planets ကဥပမာထားပါတော့ mars ကအာ sagittarius မှာရှိနေရဆိုရင်ကိုကအဲ့လိုမျိုးမှတ်ထားရဆိုရင်ဒီ internet မှာပေါ့နော် တခြားသူတွေရေးထားတဲ့ဒီစာတွေကိုလည်းကိုကဖတ်လို့ရရပေါ့နော်အာတခုကအဲ့ဒီစာတွေကသူတို့ကဒီ generalize လုပ်ထားတာပေါ့နော်အာ general ရေးပေးထားတာဖြစ်တယ်အာဆိုတော့အဲ့ဒါကိုကိုကစိတ်ထဲမှာသတိပြုရမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီလူတယောက်ချင်းစီတိုင်းရဲ့ဒီ budget မှာပေါ့နော်အာတယောက်နဲ့တယောက်မတူတဲ့ အလွှာရအများကြီးပဲထပ်ပြီးခွဲပြီးတော့ကြည်ရရှိပါတယ်ဆိုတော့အဲ့ဒီအလွှာရပုံမူတည်ပြီးတော့ဒီတယောက်နဲ့တယောက်ကလည်းကွဲသွားဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလူတယောက်ချင်းစီတိုင်းကဒီ unique ဖြစ်ပါတယ်ဆိုဒီဗီဒီယိုကတော့ဒီကိုယ့်ရဲ့ birth chart ကိုအာဒီလိုပုံစံနဲ့ပေါ့နော်စပြီးတော့လေ့လာဖို့ဒီ starting point ကိုအကျင့်ပေးရဖြစ်ပါတယ်အာအဲ့ဒါကြောင့်မလို့ဘယ်ကနေစပြီးတော့လေ့လာရမလဲမသိတဲ့သူတွေအတွက်ကတော့ဒီတစ်ခုခုရမယ်လို့ညွှန်လင့်ပါတယ်ဆိုတော့ now video တွေမှာဒီကျွန်မ ကြည့်ပေါ့နော်ဒီ astrology journey နဲ့ဒီလ ీల ာခဲ့တဲ့ နီလန်းတွေကိုထပ်ပြီးဝေမျှပေးသွားပါမယ်။အာဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်အကျဉ်းချုပ်များတင်ပါတယ်။